အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ motion ရေးသားတဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအမိုက်ထုတ် theory ဆိုတဲ့စာတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဒီစာအုပ်လေးရဲ့ပထမဆုံးအခန်းမှာ စာဖတ်သူတွေကိုအဖို့တန်ပြီးကျွန်တော်အတွက်တကယ်အသုံးဝင်ခဲ့တဲ့ပုံမြင်လေးတစ်ခုပြောပြချင်ပါတယ်။ဒီပုံမြင်လေးကို kindspring.org ဆိုတဲ့ website ကနေဖတ်ပြီးနောက်ပိုင်းလက်တွေ့အသုံးချရာကနေအကျန်းကို အသုံးဝင်လို့ခေါင်းထဲမှာအမြဲဆွဲနေခဲ့ပါတယ်။ပုံမြင်လေးဆိုတာထက်အကြောင်းအရာလေးတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ အခုအရင်ဆုံးဒီအကြောင်းအရာလေးဖတ်ကြည့်ကြရအောင်တတရာရာရှိတဲ့မနက်ခင်းတစ်ခုပါပဲကျွန်တော်လေးစိတ်ကိုသွားဖို့ရှိတာကြောင့်တက္ကစီတစ်စီးကိုငှားလိုက်ပါတယ်တက္ကစီစထွက်ပြီးခဏကြာမှာတော့လမ်းဘေးကပါကင်ထိုးထားတဲ့ကားတွေတဲကတစ်စီးကဟုံးကနေဆိုအချိန်ပြင်းပြင်းနဲ့ကျွန်တော်တို့ကားရှိကနေမောင်းထွက်သွားပါတယ်ကျွန်တော်တက္ကစီဆရာကလည်း ဘရိတ်ကိုချက်ချင်းနင်းလိုက်ရပြီးပုတ်ကာတီကလေးလွတ်သွားပါတယ်။တကယ်တော့ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကသွားနေတာပါ။ရှေ့ကရုတ်တရက်မောင်းထွက်သွားတဲ့ကားကရက်ပြီးတော့တောင်ကျွန်တော်တို့ကားကိုလှည့်ဆဲသွားပါသေးတယ်။သူကလည်းမှားသေးတယ်၊ဆဲလည်းဆဲသွားသေးတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုဒေါသထွက်သွားပါတယ်။ဒါပေမဲ့အန်ဩစရာကကျွန်တော်ရဲ့တက္ကစီစရာပါ။သူကဒေါသမထွက်ဘဲ ရှေ့ကဒရိုက်ဘာကို ပြုံးတောင်းပြုံးပြလိုက်ပါသေးတယ်။ကျွန်တော်လည်းအရင်သိကျင်တာနဲ့သူကခမရကကိုပျက်စီးသွားစေနိုင်တယ်လို့ကျွန်တော်တို့နှစ်ယောက်စလုံးလည်းဈေးရုံရောက်သွားနိုင်တယ်နော်။ဒါကိုခမရကဘာလို့ပြုံးနေနိုင်တာလဲလို့မေးလိုက်မိပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကျွန်တော်ဘဝမှာအရင်အသုံးဝင်လာမဲ့အမိုက်ထုတ် theory ကို ကျွန်တော်သိခွင့်ရခဲ့ပါတယ်။အမိုက်ထုတ် theory ဆိုတာ ကျွန်တော်ဘာသာနာမည်ပေးထားတာပါသူတကယ်ပြောပြခဲ့တာကတော့ဒီလိုပါဒီလိုလူမျိုးတွေကတကယ်တော့အမိုက်ထုတ်တွေအများကြီးတင်ထားတဲ့အမိုက်ကားနဲ့တူတယ်ဗျသူတို့မှာအမိုက်နဲ့တူတဲ့စိတ်လေးစရာဒေါသတွေစိတ်ရှုပ်ထွေးမှုတွေစိတ်ပြက်မှုတွေနဲ့ပြည့်နေနေတာသူတို့ရဲ့အမိုက်ပုံကြီးကကြီးလာတဲ့အခါသူတို့ကအဲ့ဒီအမိုက်တွေကိုတုံ့ဖို့နေရာလိုက်ရှာတတ်တယ် တခါတလေခမားအပေါ်ကိုအဲ့ဒီအမိုက်တွေတွန်းချလိုက်မယ်။ဒါပေမဲ့ခမားမယူရင်ဘာမှမဖြစ်ဘူး။ပြုံးပြသေးရင် ပြုံးပြလိုက်။မတိတလို့နေတဲ့အခါမတိတလို့နေလိုက်။သူတို့ကိုစိတ်မဆိုးနဲ့။ပြီးရင်ကိုခီးကိုဆက်ရှောင်း။သူတို့အမိုက်တွေကိုယူပြီးတခြားလူတွေစီကိုလက်ဆင့်မကမ်းမိစေနဲ့လို့တက္ကစီဆရာကတည်တည်ငြိမ်ငြိမ်ပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်။ကျွန်တော်၄စိတ်ရောက်သွားပြီးနောက်ပိုင်း သူရဲ့အမိုက်ထုတ် theory ကြောင့်ပဲဆက်လက်တွေးနေမိတော့တယ်။ဒီနေ့ထိလဲအဲ့ဒီအမိုက်ထုတ် theory ကိုကျင့်သုံးလျက်ရှိပြီးကျွန်တော်ဘဝပိုပြီးပျော်ရွှင်လာခဲ့ပါတယ်။အထက်ပါအကြောင်းအရာလေးကတော့ကျွန်တော် online ပေါ်မှာဖတ်ခဲ့မိတာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီအကြောင်းအရာလေးတွေကတက္ကစီဆရာလိုအရင်ကမတွေးခဲ့ဘူးပါဘူး။ကိုကို အမိုက်တွေလာတုံချတဲ့အခါယူထားမိခဲ့ဘူးပါတယ်။ ဒေါသတွေကိုဒေါသတွေနဲ့တုံ့ပြန်ခဲ့ဘူးပါတယ်။ကိုမကောင်းကြောင်ပြောတဲ့သူတွေကိုလည်းစိတ်ထဲမှာထားခဲ့ဘူးပါတယ်။အဲ့ဒီလိုစိတ်တွေကြောင့်လည်းပူလောင်ခဲ့ရဘူးပါတယ်။တခါတလေကိုကိုတစုံတစ်ယောက်ကစိတ်အနှောက်ရှက်ပေးသွားရင်တပတ်လောက်ကြာတဲ့အထိစိတ်ထဲကဖြောက်လို့မရဖြစ်တတ်ပါတယ်။ကိုကိုလာပေးတဲ့အမိုက်တွေကိုမတိပဲယူထားခဲ့မိတာပါ။ဒီစာအုပ်လေးရဲ့အခန်း၁မှာဒီအကြောင်းကိုရေးထားတာအကြောင်းရှိပါတယ်။ လူတော်တော်များများစိတ်ညစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကသူများတွေစီက အမိုက်ထုတ်တွေကိုယူထားမိလို့ပါ ကျွန်တော်ကိုယ်တိုင်လည်းလောက်ခဲ့တဲ့အရာဖြစ်ပါတယ်အခုနောက်ပိုင်းမှအမိုက်ထုတ်တွေမယူမိအောင်တဖြည်းဖြည်းစူးစမ်းရာကနေပိုးပြီးစိတ်ချမ်းသာလာတာဖြစ်ပါတယ်ကျွန်တော်2016ခုနှစ်မေလကသူစိတ်တဲ့ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်ပထမဆုံးစာအုပ်ကအရန်အောင်မြင်ပြီး လက်ချိန်ချင်းထုတ်ဝေခဲ့ရပါတယ်။လက်ရှိစာရေးနေချိန်မှာအဲ့ဒီစာအုပ်ထွက်တာတစ်နှစ်ကျော်သွားပါပြီ။စီတီမတ်ရဲ့အယောင်းရဆုံးစာရင်းမှာတော်တန်အတွင်းတစ်နှစ်နေပါရက်တည်ခဲ့ပါတယ်။အဲ့ဒီလိုစာအုပ်ထုတ်ထုတ်ချင်းအောင်မြင်တော့ကျွန်တော်အဝေဘန်ခံခဲ့ရပါတယ်။ဘာဝေဘန်လဲဆိုတော့ကျွန်တော်ရေးတဲ့စာတွေကတရားဘိုးသုံးပုတ်တွေတဲ့အရန်ပေါ်တဲ့စာမျိုးတွေတဲ့စာအုပ်ကလည်းပါတယ်တဲ့ ကျွန်တော်ကိုတငယ်ချင်းတယောက်ကပြောလို့သူတို့ဝေဖန်ထားတဲ့ post တွေကို ကြည့်ခဲ့မိတာပါကျွန်တော်မညာပါဘူးကျွန်တော်တော်တော်လေးစိတ်နှောက်ရှက်ဖြစ်သွားခဲ့ပါတယ်သူစိတ်ဓာတ်ကြတိုင်းဖတ်ဖို့စာအုပ်ကဘာသာပြန်ပုံပြင်လေးတွေပါတယ်လို့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရေးထားတာပါစာအုပ်လေးကအရင်တော့မထူပါဘူးဒါပေမဲ့အဲ့ဒီစာအုပ်လေးတွေကအတွေ့အကြုံနဲ့အတိတ်တရားတွေဟာ နှစ်တွေနဲ့ရင်းခဲ့ရတာပါ အဲ့ဒီအချိန်ကတခုခုပြန်ပြောခြင်းခဲ့မိတယ်။ဒါပေမဲ့ကျွန်တော်ဘာမှပြန်မပြောပဲသူ့ post ကနေပြန်ထွက်လာနိုင်ခဲ့တယ်။အဲ့ဒီတုန်းကဒီအမိုက်ထုတ် theory ဆိုတာလည်းမဖတ်ဘူးသေးပါဘူး။ပြန်ထွက်လာရခြင်းအကြောင်းရင်းကနံပါတ်1အဲ့ဒီလိုလူတွေကျွန်တော်ဘဝမှာအများကြီးကြုံခဲ့ဘူးပါတယ်။စေတနာအပြည့်ထားလဲအပြစ်ပြောခံရခြင်းကနေလုကင်းအောင်နေလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်ပြီးနေပါပြီ။ ။နံပါတ်2ဝေဖန်တာမခံနိုင်ရင်အမြင့်ရောက်မှာမဟုတ်ပါဘူး။နံပါတ်3သူလဲလူသားတယောက်ပဲမို့သူ့အထင်မြင်ကိုလွတ်လပ်စွာ သူ့ဩထဲမှာရေးခွင့်ရှိပါတယ်။အဲ့ဒီအချက်တွေကြောင့်ကျွန်တော်ဘာမှမပြောဖြစ်ခဲ့ပါဘူး။ကျွန်တော်လောရဲ့အတွက်လဲကျွန်တော်အရန်အားရမိပါတယ်။မိမိလက်ပြတဲ့နဲ့လောရတစ်ခုဖြစ်တဲ့အတွက်လူတိုင်းကို လိုက်ရှင်းပြနေစရာမလိုပါဘူး။ဟိုအရင်၅နှစ်လောက်ကစိတ်မျိုးဆိုရင်တော့ ကျွန်တော်အဲ့ဒီလိုတုံ့ပြန်ဖြစ်ခဲ့မှာမဟုတ်ပါဘူးကျွန်တော်ကိုမုန်းတဲ့သူတွေကိုကျွန်တော်အကောင်းဆုံးပြန်လဲရှင်းပြပြီးဆက်ဆံခဲ့ဖို့ပါတယ်ဒါပေမဲ့ဘဝမှာကျွန်တော်တင်ယူလိုက်ရတဲ့အရာတစ်ခုက အချို့လူတွေကတင်ဘလောက်ပဲကောင်းအောင်နေနေတင်လို့တမယကိုအဆိုးပဲမြင်နေတတ်တယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီလူမျိုးတွေကို ရှင်းပြနေလို့ကတော့တင် ရှေ့ရောက်မှာမဟုတ်ပါဘူးရှင်းပြဖို့တကယ်လိုအပ်လာတဲ့အခါ ရှင်းပြပြီးမလိုအပ်တဲ့အခါမှာတော့မတိမသားကိုလန်းကို ရှောက်တက်လာခဲ့ပါတယ်။အချို့လူတွေကတကယ်တော့အမိုက်ထုတ် theory လိုပဲသူတို့နေစဉ်ဘဝကမကျေနပ်မှုမယောင်ရဲမှု လောဘဒေါသစတာတွေကိုတခြားသူကောင်းမွန်ပုံချဖို့အမြဲစူးစမ်းတတ်ကြပါတယ်။တင်တာလက်ခံလိုက်လို့ကတော့တင်လဲအမိုက်တွေနဲ့နန်းစော်နေပါလိမ့်မယ်။ဒါပြင်တင်လဲတင့်အမိုက်တွေကို မနိုင်တော့တဲ့အခါ လက်ဆင့်ကမ်းပြီးအခြားသူခေါင်းပေါ်တွန်းချဖို့စူးစားကောင်းစူးစားနိုင်ပါသေးတယ်။လူသားပီပီအမြဲတမ်းတော့အမိုက်တွေမယူမိဖို့တင်းရှောင်ရှားနိုင်ခြင်းမှရှောင်ရှားနိုင်ပါလိမ့်မယ်။ဒါပေမဲ့အတက်နိုင်ဆုံးတော့သူများတွေရဲ့အမိုက်တွေကို မယူမိအောင်စူးစားကြည့်ပါ။တဲ့ရဲ့တာယာလှပပွဲရာကောင်းနိုင်တဲ့နေ့တစ်နေ့ကို အခြားသူတဦးရဲ့စကားတခွန်းကြောင့်တင်းအပြည့်စည်းခံပါလား တစုံတစ်ယောက်ကစိတ်နှောက်ယှက်ဖြစ်ပွဲစကားတခွန်ပြောလိုက်လို့တဏီကုံတင်းစိတ်နှောက်ယှက်ဖြစ်ဘူးလားအဲ့ဒါသူများပေးတဲ့အမိုက်ကိုတင်းယူခဲ့မိလို့ပါ ကိုတိုင်အမိုက်မယူခြင်းတလို့သူများကို အမိုက်မပေးမိအောင်လဲအမြဲကြိုးစားပါဒီနေ့ကစပြီးတင်းရဲ့နေ့စဉ်ဘဝမှာ စိတ်နှောက်ယှက်ဖြစ်ပွဲရာလေးတွေ ကြုံတိုင်းအပေါ်က အမိုက်ထုတ် theory လေးကို ပြန်စင်စားပါတင်းကိုစိတ်နှောက်ယှက်ပေးဖို့ ဝင်ရောက်လာတဲ့အမိုက်ထုတ်တွေကိုတင်လက်ခံပါလား။တင်ရဲ့ပျော်ရွှင်မှုအတွက်တင်မှာပဲအပြေအဝတာဝန်ရှိပါတယ်။ motion ျွန်တော်ဖတ်ပြပေးခဲ့တဲ့လက်ဆောင်ကိုအားလုံးရရှိမယ်လို့မျှော်လင့်မိပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။